ကန်ဆာကရကရာဒီပါများအတွက်2025ခုနှစ်နိုဝင်ဘာလတလစာဟော့စတန်ကိုကျမတို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါတယ်ရှင်။အခြေရေကျမ်းမာရေငွေကြေးဗန္ဒာရေအလောက်ကန်တဲ့တမွေးဝန်းကြောင့်အပြင်ပညာရေးတို့ကိုပါပြပြဆန်ဆန်ပြောပြပေးထားတာမို့လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြဖို့ပြောချင်ပါတယ်ရှင်။ channel လေးကို subscribe လုပ်သွားသေးရင်လည်း subscribe လေးလုပ်ခဲ့ပေးဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်။မအောင်စားအခြေဆိုင်ရာအကြောင်းအရာများကိုပြပြပေးလိုပါတယ်ရှင်။ ။နားရဲအစာပိုင်းမှာပြပြတဲ့စိတ်ခံစားချက်များပေါ်ထွက်လာနိုင်တော့လဲဘယ်လိုကိစ္စမျိုးကိုမဆိုအဆိုးမြင်စိတ်မပါပဲနူးညံ့ဆုံးပုံစံနဲ့ဖော်ပြပါ။ချစ်ခင်သူများအထံမှာအပြူသဘောဆောင်တဲ့တုံ့ပြန်မှုများကိုတေချာပါအောင်ရရှိလာမှာဖြစ်ပြီးတော့ကိုယ်ရေးကိုယ်တာဘဝမှာလည်းတောင်းတသာဖြစ်ပြီးတော့တရားစတာဖြစ်မှုများကိုလည်းဆောင်ကျင်းပေးလာနိုင်ပါတယ်။နောက်ပိုင်းရများမှာတော့ဆွမ်းရည်တင်များရရှိလာမှာဖြစ်ပြီးတော့ဘဝမှာသားစတာဖြစ်မှုနဲ့နှွေးထွေးမှုတွေကိုရရှိလာပါလိမ့်မယ်။ဒီလားလေပတ်ဝန်းကျင်မှာစိတ်တကြဆင်းတဲ့အဆင့်ကိုဖျက်ဆီးရနိုင်ပါတယ်။စိတ်ရခြေနေကဘယ်ဘက်သို့မဆိုရင်ညံ့နေတာဖြစ်တဲ့ကြောင့်မလို့တည်ထားပါ။ကံကောင်းစွာ နဲ့လရဲ့နောက်ဆုံးတဝက်မှာတော့အတွေးများကိုပြန်လည်ဆူစည်းနိုင်ပါလိမ့်မယ်။ချစ်ချင်းမေတ္တာနဲ့တန်ရုံးစဉ်ကိုအတူတူပဲပြန်လည်ခံစားရပါလိမ့်မယ်။ ဆက်လက်ပြီးကျမ်းမာရေးဆိုင်ရာအကြောင်းအရာများကိုပြောပြပေးလိုပါတယ်ရှင်။ဒီလာအတွင်းပြူသောဆောင်သောကိစ္စရပ်များနဲ့စွမ်းရည်များရဲ့လှမ်းမှုများကကျမ်းမာရေးအခြေအနေကိုထိမ့်သိမ်းရန်ကူညီပေးနေပါတယ်။အပြူသောဆောင်သောအတွေးတွေကိုဖြစ်ပေါ်စေပြီးတော့ပုံမကောင်းမှုနဲ့ကျမ်းမာရေးစီကိုဥတည်သွားစေနိုင်မှာရှိပါတယ်။ဒါပေမဲ့လည်းကျမ်းမာရေးကိုပေါ်ပေါ်တန်တန်သဘောမထားဘဲနဲ့ကျမ်းမာရေးဆိုင်ရာအစီအစဉ်များကိုဆက်လက်ထိမ့်သိမ်းထားရပါမယ်။စွမ်းရည်အခြေများကိုကောင်းမှုနေနိုင်တော့လဲဤလာလဲဝင်ချင်မှာတခါတည်းရန်မတက်မတာဖြစ်စေသောအခြေအနေများနဲ့ရင်ဆိုင်ရနိုင်ပါတယ်။ဒါပေမဲ့လည်းအကောင်းမြင်စိတ်ရှိခြင်းကြောင့် ပြောင်းလဲနိုင်မယ်ဒီလက်တစ်ခုကိုရှာတွေ့ပါလိမ့်မယ်။နောက်ပိုင်းရဲ့မြန်မာတော်ပြူသောဆောင်တဲ့တရားမှုကလက်ရှိရှိနေတဲ့ကျမ်းမာရေးပဒနာအချို့ကိုဖြည့်ရှင်းနိုင်ရန်ကူညီနေပြီးခန္ဓာရည်စွမ်းရည်ကောင်းကောင်းကိုဝေမျှနေနိုင်ရန်လည်းစွမ်းဆောင်ပေးပါလိမ့်မယ်။လက်ကုံပိုင်းမူကျင့်မှာတော့အနည်းငယ်အတက်ကြများစွာရှိနေတော့လဲကျမ်းမာရေးကိုထိတိယယောက်စီမံခန့်ခွဲနိုင်ပါလိမ့်မယ်။ဆက်လက်ပြီးငွေကြေးပဏာရေးဆိုင်ရာအကြောင်းအရာများကိုပြပြပေးလိုပါရရှင်။ ဒီလရဲ့အစောပိုင်းမှာကောင်းမွန်တဲ့ဂျိုးထောက်ပံ့များကိုရရှိနိုင်ပါတယ်။ခိုင်မာတဲ့ဗန္ဒာရေးအခြေအနေကလည်းအမြဲတမ်းတောင်းတခဲ့ရတဲ့ဈေးပြန်ပစ္စည်းများကိုဝယ်ယူဖို့အထူးရရှိနိုင်ပါလိမ့်မယ်။ပိုလန်နဲ့ရန်မုံငွေများကိုအကျိုးပြုလို့စင်တဲ့ပုံစံနဲ့ယင်းနည်းမြုပ်နှံမှုအနေထားဆောင်ရွက်ပါ လုံခြုံစိတ်ချရတဲ့လမ်းကြောင်းတွေကိုရှာဖွေပါလိမ္မာပန်းနဲ့တော့လှုပ်ရှားမှုများနဲ့ယင်းနှမမြမှုများကအနာဂတ်မှာကောင်းမွန်တဲ့အကျိုးမြတ်ရာကိုတေချာပေါက်ဆောင်ကျင်းပေးပါလိမ့်မယ်ဒီလလယ်ပိုင်းမှာအထူးသဖြင့်ဗန်နာရေးကဏ္ဍနဲ့ပတ်သက်ပြီးတော့အလွန်စွာတက်ကြွပြီးတောက်ပွားတဲ့အခြေအနေမျိုးတွေဖြစ်လာနိုင်ပါလိမ့်မယ်မျှော်မှန်းထားတဲ့ဝင်ငွေကိုရရှိမှာဖြစ်ပြီးတော့ငွေကြေးခံမှမှုတွေတိုးလာပါလိမ့်မယ်ကျော်ရဲလမ်းမမှုကဒီလိုက်ရဲ့နောက်ဆုံးတစ်ဝက်တစ်ချောင်းလုံးမှာကောင်းမွန်စွာလမ်းညွှန်ပေးနေတာကြောင့်ငွေကြေးကတည်ငြိမ်နေမှာဖြစ်ပြီးတော့မျှော်မှန်းချက်များလည်းဖြစ်ပါဖြစ်လာပါလိမ့်မယ်။ အခုဆက်လာပြီးတော့အလောက်ကိုင်းတဲ့တမွေးဝမ်းကြောင်းဆိုင်ရာအကြောင်းအရာများကိုပြပြပေးလိုပါတယ်ရှင်ဒီလရဲ့အစားပိုင်းမှာဂျိုရဲ့အထောက်ပံ့ကိုခံစားရမှာဖြစ်ပြီးတော့ဒီတမွေးဝမ်းကြောင်းလုပ်ငန်းကွင်မှာလည်းကောင်းမွန်စွာထုတ်တက်လာနိုင်ပါတယ်ဒါပေမဲ့လည်းတိုးတက်မှုရှိရတဲ့အများစင်ကုန်မှုများလည်းရှိနေပါတယ် ရှိကိုတုံးနေမှုအတွက်လားလာများကအဓိကလမ်းကြောင်းပြောင်းလဲမှုတစ်ခုကိုပြုလုပ်ဖို့လည်းလိုအပ်နေပါတယ်။နိုင်ငံမှုတွေကိုရှေ့မှဆက်လက်ဦးဆောင်နိုင်ရန်အတွက်စင်ကုန်မှုသည့်အချို့ကိုလည်းလက်ခံဖို့လိုအပ်ပါတယ်။စီးပွားရေးလုပ်ငန်းရှင်များအတွက်ရည်ကြီးသောအချင်းတစ်ခုကိုဖျက်ချော်ရနိုင်ပြီးတော့အနေငယ်သောစုံစမ်းခြင်းမျိုးကကစားပွဲရေးစိတ်ပိုင်းတစ်ခုကိုဖြစ်လာနိုင်ပါတယ်။ ဒီလရဲ့နောက်ဆုံးတော့မှာကျောင်းကျင်မှုနဲ့ဆိတ်ရှိတီးခံမှုတို့ကိုဆက်သက်နိုင်တဲ့စီမံကိန်းအသေးများလည်းရှိလာနိုင်ပါတယ်။စီးပွားရေးလုပ်ငန်းရှင်များအတွက်လည်းအလားတူစိန်ခေါ်မှုများတဲ့အစီအတခုဖြစ်နေနိုင်ပါတယ်။နောက်ကောင်မိုင်းဝင်းကျင်ကအပြုသဘောဆောင်နေမှာဖြစ်တော်လဲရောင်းဝယ်တစ်ခုကိုဖန်ဆောင်နိုင်ရန်အတွက်အမြန်ဆုံးနည်းနည်းချရန်လိုအပ်ပါတယ်။ရတဲ့တပတ်တိုးတက်လာသည့်နေ့အမြန်လုပ်ငန်းများချဲ့ထွင်လာပြီးရောင်းဝယ်များတိုးလာပြီးဖြစ်ပြီးတော့နောက်ဆုံးမှအကျိုးမြတ်တွေကိုရရှိပါလိမ့်မယ်။ အခုနောက်ဆုံးမှာတော့ပညာရေးဆိုင်ရာအကြောင်းအရာများဆောင်ရွက်ဆောင်ရွက်များကိုပြပြပေးလိုပါတယ်ရှင်။အကြီးရွယ်အုံများသမဟောပညာတဲ့ပုဂ္ဂိုလ်များနဲ့ဆက်ဆံပြောဆိုမှုများကြောင့်ဒီလားအကောင်းမွန်တဲ့ပို့သူရများဆူဆောင်းရန်အကောင်းဆုံးလားဖြစ်ပါတယ်။အိမ်မှာပါနေပြီးတော့ညီထမြက်တဲ့လုံဆောင်ချက်များကကောင်းမွန်စွာထုတ်တက်အောင်လုံဆောင်နိုင်ရန်ဆွမ်းဆောင်ပေးပါလိမ့်မယ်။သို့တော့ပညာရေးပေါ်မှာအယုံဆက်နေတော့ပဲအယုံပြောင်းလဲမှုများလည်းရှိလာနိုင်ပါတယ်။ဒီလားလိုက်ရဲ့ဘိုင်းမှာဆက်ပြီးတော့ပညာသင်ကြားမှုအတွက်ကောင်းမွန်တဲ့အဆင့်ကိုပြသနေပါတယ်။စိတ်ရင်းမှန်တဲ့ကြိုးစားအားထုတ်မှုများကြောင့်ရှေးကရောက်နေနိုင်ပြီးတော့အတန်းထဲတွင်အယုံဆိုင်နေနိုင်ပါတယ်။ ကောင်းမွန်စွာပြည်စီခြင်းနဲ့ပြည်လည်လာခြင်းတို့ကရလဒ်များကိုတိုးတက်စေနိုင်ပါလိမ့်မယ်။ပုံမှန်အချိန်များကိုတိမ့်သိခြင်းနဲ့တိတ်ဆိတ်သောနေရာများတွင်ကောင်းစွာအယုံစုဆိုင်မှုကိုပြုပြီးတော့လည်လာခြင်းကဆောင်းဆောင်ရည်ကိုမြင့်တင်ပေးပါလိမ့်မယ်။ဒီလရဲ့အဆုံးပိုင်းမှာတော့စိန်ခေါ်မှုများရှိလာနိုင်ပြီးတော့ဒီနေရာမှာသိပ္ပိစီမှုလွန်ကဲသည်ကိုခံစားရနိုင်သောကြောင့်ဆရာသမားများထံမှအကြံဉာဏ်များရယူရန်လိုအပ်ပါတယ်။ ဒီလားအတွက်ကတော့ဒီလောက်ပါပဲရှင်ကျမတို့ channel ကနေအခုလိုမျိုးရာသီဝင် like ခေါင်းကြီးဆိုးခြင်းများအပြင်ဆောင်ရွက်ဆောင်ရွက်များကိုပါလစဉ်လာတိုင်းအတွက်တင်ဆက်ပေးနေတာဖြစ်လို့ကျေးဇူးပြုပြီးတော့ကျမတို့ရဲ့ channel လေးကို like follow နဲ့ subscribe လေးလုပ်ခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်အချိန်ပေးပြီးနားထောင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်ဘေးရနေရဲ့ကင်းဝေးပြီးစိတ်ရောကိုယ်ပါနှွေးထွေးလုံခြုံသောနေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေရှင်